ီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တက္ကောခေါ်တဲ့ online magazine တွင် ဖော်ပြထားတဲ့စာရေးသူနေချာရေးသားထားတဲ့တားပြောက်သူများဆိုတဲ့အစေးပဲဖြစ်ပါတယ်တားပြောက်သူများတားရေဂူဂူရေအခုချိန်ဆိုမင်းဘယ်တွေရောက်နေမှာလဲကွာအရင်ကဒီနေရာတဝိုက်ဟာကန္နမအဖြူအဝါတွေနဲ့ ဖုံးလန်းနေတဲ့တောင်ကုန်းကြီးလေးပန်းကြီးကြီးထဲမှာပြေးလွှားနေတဲ့မင်းကိုငါခဏခဏသတိရနေမိတယ်အခုတော့ပန်းကင်းတွေလည်းမရှိတော့ဘူးမင်းလည်းမရှိတော့ဘူးငါတို့လည်းအသက်ကိုဖက်နဲ့ထုတ်လို့ဒီတောင်ကုန်းကြီးစီကနေဘယ်နဲ့ထွက်ပြေးသွားရအောင်မလဲရင်တထိတ်ထိတ်နေပေါ့ဒီနေရာကနေကြည့်ရင် မပီဝတော်ဝါလမ်းမြင်နေရတယ်။ရွာလေးကိုငါငေးနေမိတယ်။အိမ်တလုံးပိုင်ဆိုင်ဖို့တဘွားလုံးစာလောက်ရင်းထားရတဲ့ငါတို့တွေလေ။ဟောပြက်စီးတော့လေအလွယ်သားပါလား။ရွာเจ้าဆရာတော်ပြောတယ်။သင်္ခါရဆိုတာဒါပဲနေမပေါ်။ဒါပေမဲ့ပြက်စီးချိန်တန်လို့ပြက်စီးတာမျိုးမဟုတ်တော့ ငါတို့မှာရင်ကခက်နာနာပဲတာတာရေဂူဂူအခုချိန်ဆိုမင်းဘယ်တွေရောက်နေမလဲကွာနေတိုင်းမင်းကိုတတိယပြီးမျက်ရည်ဝဲမိတယ်ဆိုရင်ယာကျော်ဆိုတဲ့ဒီဖအေကြီးအပေါ်တွေပြောနေတာမဟုတ်ဘူးဆိုတာမင်းယုံမလားတာမင်းကို မိစားကောင်းနေခေါ်သွားတယ်ဆိုပြီးရွာသားတယောက်လာပြောတဲ့နေ့ကဆိုငါတို့ကောင်းကိုမိုးကြိုအစင်စင်ပြစ်ချခံလိုက်ရတယ်လို့ပဲမိမအေဆိုဖျားတရင် နေရမှာတယ်ပြက်လဲကြသွားခဲ့တာငါကတော့အယူတယောက်လို့ရွာဘက်ပြေးသွားမိတယ်ရွာတွေကတိတ်ကိုင်းကြောက်လို့ဖြစ်နေတယ်အိမ်တိုင်းတွေ လေတိုက်တိုင်းဝက်တက်လာတယ်။ပြာမုံတွေကြားထဲမှာမင်းသွားတတ်တဲ့နေရာတွေကိုအပြေးအလွာရှာမိသေးတယ်။မင်းသွားသွားကစားတတ်တယ်။ရွာလေကကုတ်ကိုပင်ကြီးအောက်မှာပဲတွေ့မလား။အိမ်နောက်ဖေးကတရက်ပင်တွေအောက်မှာပဲရှိနေမလားနဲ့ပေါ့။စိတ်ထဲမှာလဲမဖြစ်ပါစေနဲ့။မဖြစ်ပါစေနဲ့လို့ အချိန်ချင်းဆူတောင်းလို့ပေါ့ဒါပေမဲ့အဲ့ဒီဆူတောင်းမပြည့်နိုင်ဘူးဆိုတာလဲငါစိတ်ထဲက သိနေတယ်လို့ပါပဲဒါပေမဲ့ဒီလိုလေးများ ဖြစ်ခဲ့ရင်ဟိုလိုလေးများဖြစ်ခဲ့ရင်တနေနေရာလေးမှာကပ်ပုံးပြီးများကြံနေခဲ့ရင်ဆိုတဲ့အတွေ့အကြုံနဲ့ငါမင်းကိုလိုက်ရှာနေမိတယ် ငါဟာအဲ့ဒီနေ့ကအိမ်မက်တဲ့လမ်းလျှောက်နေရတဲ့လူလိုပဲသားမင်းမအေကတော့တခါတလေကြက်မပြေတဲ့ကောင်းကူတောင်းမလျှောက်နာတော့သေခြင်းဆိုးမျိုးတွေလို့မချစ်တင်ခဲနဲ့អော်ဆဲနေတတ်တယ်ဟုတ်တယ်သားမင်းဟာ အသက်20ကျော်ပြီမဲအသက်10နှစ်ကျော်အရွယ် ညာရင်မျိုးပဲရှိတဲ့ကောင်လေးလေအစောပိုင်းအဲ့ဒီအကြောင်းတီတုံးကတော့ငါတို့တွေအတော်ကြီးစိတ်ထိခိုက်ကြရသေးတယ်ဒါပေမဲ့မင်းအမေမြမီပြောတဲ့အတိုင်းပဲပေါ့ကွာဖះကဒီလောက်ပဲပေးရင်ဒီလောက်နဲ့ပဲကျင်နေရမှာပဲတဲ့နောက်ကြတော့လေငါတို့မှာ ชาวราကလေးတယောက်ရတာပေါ်ဆိုပြီးမင်းကိုပို့တိုးလို့ချစ်ခဲ့ကြရတယ်အခုတော့တာရီကူကူမင်းဘယ်တွင်များရောက်နေပြလဲကွာမင်းအမေမြမီဟာမင်းပြောက်သွားတဲ့နေ့ကလေးကအိယာထဲမှာပဲမျက်ရည်တဆန်းဆန်းနဲ့ထမင်းမစားရေမတောက်ပဲနေတယ် ငါလဲတပတ်နှစ်ပတ်လောက်တော့ထူပူပြီးငိုလိုက်ဟိုနေရာလေးသတင်းကြားလိုက်သွားလိုက်ပြေးရှာလိုက်နေပေါ့ဒါပေမဲ့မင်းကိုမတွေ့ဘူးသားရက်ကနေလတွေကြာလာတော့ငါတို့ဟာမင်းကိုရှာတဲ့ကိစ္စကိုလက်လျှော့လိုက်ရတယ်အဲ့ဒီအစားမင်းပြန်လာမယ့်အချိန်ကိုပဲ ဆောင်ရတော့မှာပဲလို့တွေးရတယ်။ငါသားဟာမိစ္ဆာတွေကြားတဲ့ရှင်သင်ဖို့လွယ်ပါမလား။တခုခုဖြစ်ပြီးမတော်တဆချွတ်ချော်သွားခဲ့ရင်ငါအဲ့ဒါလို့တွေးမိရင်တော့တွေးတဲ့အတိုင်းတကယ်ဖြစ်သွားမှာကြောက်လို့အဲ့ဒီအတွေးတွေကိုစက်မတွေးရဘူးတား။ မိစ္ဆာတွေလက်ထက်ရောက်သွားတဲ့သူတွေကအရှင်ထွက်ပြန်မထွက်ဘူးတဲ့ငါရောမြတ်မီရောအဲ့ဒီအကြောင်းကိုသိပေမဲ့အဲ့ဒီကိစ္စကိုမပြောကြဘူးအဲ့ဒီကိစ္စကိုမသိတယ်လို့ပဲနေကြတယ်ငါတို့စိတ်ထဲမှာငါသားဂူဂူဟာတနေ့ကြရင်အိမ်ကိုပြန်ကိုပြန်ရောက်လာမယ်ဆိုတဲ့စိတ်မျိုး သဘောထားမျိုးထားပြီပဲနေတယ်အ ਨੇ ဆုံးတော့ဒီလိုမျိုးယုံကြည်ထားမှာပဲငါတို့နေသာထိုင်သာမယ်မဟုတ်လားတာငါတို့လင်မယားဟာတယောက်နဲ့တယောက်ဖြောင်းပြလိုက်နှစ်သိမ့်လိုက်အားပေးလိုက်နဲ့တယောက်ကိုတယောက်ကူလိုက်ထူလိုက်နေလာကြတာအခုဆိုမင်းပြောက်သွားတာပဲ။ လေးငါးလာရှိခဲ့ပြီပေါ့ဒါပေမဲ့ဘလို့ဆိုဆိုငါတို့ဟာမင်းအကြောင်းတွေးပြီးတစ်ချိန်လုံးအဲ့ရထဲမှာပဲမျက်ရည်နဲ့မျက်ခွန်းဖြစ်မနေနိုင်ကြဘူးသားအချိန်တန်တော့လေငါတို့ဟာဘူးဆွေးနေရကထလို့တွာလာလှုပ်ရှားရပြန်နေရွာတဲ့ကူတော့ငါတို့ ပြန်မဝင်ကြတော့ဘူးငါတို့တောင်ရမာတောင်အခုဆိုဟိုနေရာဒီနေရာတဲလေးတွေကိုစီနေစေဘေးရှောင်တဲ့လူတွေအတော်များလာကြပြီငါတို့ရွာသားတွေလည်းပါရဲ့ငါတို့မမြင်ဘူးတဲ့မျက်နှာစိမ့်တွေလည်းပါရဲ့ဒီကာလမှာလူတွေဟာအတော်ပဲဒုက္ခရောက်ကြတာပါကလား မင်းအမေများမီလေအခုဆိုမအားတော့ဘူးမင်းအမေဟာအရင်ကတည်းကရွာမှာအလူတန်းရှိရင်ဟိုဆက်ဆက်ဒီဆက်ဆက်အားတက်တယ်ရောဝင်ပါတတ်တာမင်းသိရဲ့မဟုတ်လားအခုလဲမင်းမအေးဟာတရက်တရက်ဓမင်းဟင်းတွေချက်လို့ဟိုအိမ်ဒီအိမ်လိုက်ဝေလို့အဲ့ဒီအိမ်တွေဘက်မှာ စကားတွေကြလို့မျက်နှာစိမ့်တွေနဲ့မိတ်ဖွဲ့လို့ပေါ့ငါကလည်းအော်နေသားတယ်လို့နေပါစေလေဆိုပြီးဘာမှမပြောဘူးတရက်တော့မင်းမအေးလေငှက်လောင်အိမ်ကြီးတလုံးဆွဲလို့အိမ်ကိုပြန်ရောက်လာတယ်ဒီချက်တူရွေးကစကားပြောတတ်တယ်တဲ့ကိုရကျော်သူတို့အိမ်ရှင်တွေက အခြားနေရာပြောင်းမှမို့ တယ်မသွားနိုင်တော့ဘူးတဲ့ကျုပ်ကိုပေးခဲ့တယ်တော်အိမ်မှာအပြင်းပြေတာပေါ့တဲ့ငါကဒီမိမဘာတွေရှုပ်ရှုပ်ရှက်ရှက်လှုပ်လာပြန်ပြီလဲကွာဆိုတဲ့အကြည့်နဲ့ကြည့်လို့မင်းမအေကဆက်ပြောတယ်သားသာရှိရင်ချစ်မှာပဲနော်တဲ့ခဏလောက်တွေ့ရပြီးငှက်လောင်ရင်ကိုချလို့ အိမ်ထဲကိုဝင်သွားတယ်မင်းမအေးတွားငုံနေပြီဆိုတာငါသိတာပေါ့တာငါလဲမျက်လုံးတွေဝါလာလို့လက်နဲ့ပုတ်ပစ်လိုက်ရတယ်လောင်အိမ်ထဲကစစ်တူရေးကတော့ကြလိကြလိနဲ့អော်လို့ငါဟာမိန်ပြပြမြင်နေရတယ်ရွာဘက်ကိုငေးမိသွားတယ်နောက်တော့အိမ်နောက်ဖေးဘက်မှာ အပင်ပဲစိုက်တယ်လို့လို့မြေပဲတူးတယ်လို့လို့ ਨੇ မင်းအကြောင်းတွေးပြီးကြိတ်ငူရပြန်နေဂူဂူရေတားရေအခုချိန်မင်းတရားဘယ်နဲ့ရောက်နေမလဲကွာမင်းအမေမြမီကတော့ထုံးစံအတိုင်းပဲတရက်တရက်ဟိုတဲ့ဒီတဲ့ကုလိုပဲနေတယ်အိမ်မာနေရင်လဲ ဟိုငေးဒီငေးနဲ့မျက်ရည်တဆန်းဆန်းနဲ့ဖြစ်နေမဲ့အတူတူ သူ့ဝေဒနာကို သူ့ဘာသာအဖြေရှာကုနေတဲ့ပုံပါပဲငါမှာတော့မင်းအမေယူလာတဲ့จิตူရဲ့တကောင်အဖို့တိုးလာတာပေါ့ကွာจิตူရဲ့လေးကနှုတ်သင်းနေနေလယ်ပြောက်နေနေနဲ့အတောင်မှန်မှာလဲအနီးပြောက်လေးနှစ်ဖက်နေမင်းဆို့ အတော်သဘောကျမှာပဲတာမင်းကတလိမ့်ဆန်လေးတွေအပေါ်မှာလဲတိတ်ကျင်နာတတ်တာလေတခါများအတောင်ကျိုးပြီးမပြန်နိုင်တဲ့ငက်လေးတကောင်ကိုမင်းအိမ်ခေါ်လာပြီးအတိုက်တူလေးလှုပ်အနာကိုစီးပြီးပြုစုပေးလိုက်တာသုံးလေးရက်နဲ့ပြန်ကောင်းသွားရောလားအဲ့ဒီနေ့က မင်းမျက်နှာဝင်းပါနေပုံဟာငါမျက်လုံးတွေက မထွက်ဘူးငါလဲအဲ့ဒါလေးကြည့်ပြီးငါသားညာကြီးမပြည့်ဘူးဆိုတာဘယ်ကောင်ပြောမလဲကွာလို့တောင်းကြိမ်ဝါလိုက်မိသေးတယ်မင်းအမေလဲအဲ့ဒါတွေကိုတတိယမိတဲ့ပုံပါပဲဒါကြောင့်လဲဒီကျက်တူရွေးလေးကိုအိမ်ခေါ်လာတယ်ထင်ပါရဲ့ကွာ ကျက်တူရီလေးကစကားပြောတတ်တဲ့။ရောက်စားတရက်နဲ့ရတော့ပဝန်းကျင်စိမ့်မလားမသိ။ကြလိကြလိကလွယ်လို့ဘာမှမပြောဘူး။ငါကငါပြောသေးလေးတွေကိုဖဲ့ဖဲ့ပြီးကြွေတော့ကြာတော့ငါနဲ့ရင်လာတယ်ထင်ပါရဲ့။ပရမဆုံးပြောတဲ့စကားကစစ်ပွဲတွေကိုမုန်းနေစစ်ပွဲတွေကိုမုန်းနေတဲ့ငါမှ မျက်လုံးကြီးပြူးပြီးတော်တော်အံ့ဩသွားရတယ်။အော်တဘာဝတိတ်ဆန်နေတာဒီလိုတွေပြောတတ်နေပြီလားပေါ့။နောက်တော့ငင်းချင်ရေးပေးပါငင်းချင်ရေးပေးပါတဲ့။ငါမှအံ့ဩလုံးလို့ကြောင်ပြီးကြည်နေမိတဲ့အထီးပဲ။တိတ်ထူးဆန်းတာပဲကွာ။မင်းမအေးပြန်ရောက်လာတော့အဲ့ဒီအကြောင်းကို အာပါတရားနဲ့ပြန်ပြောပြမိသေးတယ်။မင်းအမေကပြောတယ်။ပိုင်ရှင်တွေကစစ်ဘေးရှောင်တွေမှုအဲ့ဒါလိုတင်ပေးထားကြတာနေမှာပေါ့တော့တဲ့။အဲ့ဒီကလေးကချက်တူကြီးလေးဟာတရက်တရက်ဟယ်လိုဟယ်လိုလှုပ်လိုက်။စစ်ပွဲတွေကိုမုန်းတယ်။စစ်ပွဲတွေကိုမုန်းတယ်ပြောလိုက်။ငင်းချမ်းရေးပေးပါ။ငင်းချမ်းရေးပေးပါအွန်လိုင်းနဲ့။ ငါအတွက်တော့အဖို့ဖြစ်နေတာပေါ့မင်းတို့ခေကငါတို့ခေနဲ့မတူဘူးလေတာငါတို့ခေတုန်းကဆို ရေဒီယိုလေးတစ်ခါနားထောင်ရဖို့အရေးပတ်ဝန်းကျင်ကို ကြည်ကြည်ကြောင်ကြည်ကြည်လို့အတန်တွတ်တွနဲ့ခို့ခို့နားထောင်ရတာမဟုတ်လားအခုကြာ Facebook တဲ့ YouTube တဲ့အဲ့ဒီကနေသတင်းတွေကြည်ရင်းနဲ့ ငါမင်းအကြောင်းမျှော်တွေ့ရင်မျက်ရည်ကျတဲ့အခါကျမင်းပြန်လာရမှာပေါ့လေဆိုပြီးဖြည့်တွေ့တဲ့အခါလဲတွေ့ရပေါ့တရက်တော့ငါတရင်နေနားထောင်နေတော့ကျက်တူရွေးလေးကစစ်ပွဲတွေကို မုန်းနေစစ်ပွဲတွေကို မုန်းနေအော်နေတော့ငါစဉ်းစားမိတယ်ငါတို့အခု ကြုံနေရတာတွေဟာ စစ်ပွဲတွေအပြစ်ဆိုရင်အဲ့ဒီစစ်ပွဲတွေဖြစ်အောင်လုပ်ခဲ့တာကဘယ်သူတွေလဲပေါ့အဲ့ဒီလိုတွေးမိတော့ဟုတ်တယ်စစ်ပွဲတွေထက်အဲ့ဒီကောင်တွေကမှတရခံပဲလို့တွေးမိသွားတယ်ငါတို့ရွာကျောင်းဆရာတော်ကအမြဲဆုံးမတတ်တာရှိပါရောလားအကြောင်းကြောင့်အကျိုးဖြစ်တယ်အကျိုးမဖြစ်အောင်ဆိုရင် အကြောင်းပယ်တတ်မှရမယ်တဲ့ဆရာတော်စကားအရဆိုရင်စစ်ပွဲဆိုတာကအကျိုးပဲအကြောင်းတရားမဟုတ်သေးဘူးဒါဖြင့်စစ်ပွဲတွေရအောင်ဆိုရင်အကြောင်းတရားကိုပယ်တတ်မှရမှာမဟုတ်လားအော်မေမေမြမိသားငါဒီလိုတွင်းနေတာကိုသိရင်ဒီအဖိုးကြီးကြောက်ကြရနေဘာတွေတွင်းနေပါလဲလို့ ပြောလိမ့်မလားငါကတော့ငါရင်နဲ့ခံစားရတဲ့အတိုင်းပြောတာပါကွာငါတော့ကိုခေါ်သွားတာကစစ်ပွဲတွေလားစစ်ပွဲကိုဖန်တီးတဲ့ကောင်တွေလားအဖိုးကြီးဆိုတော့လဲမင်းမအေးပြောသလိုကြောက်ကြက်ဖြစ်နေတယ်ထင်ပါရဲ့အဲ့ဒီလိုတွေးနေမိတော့မှပဲဟောကနေဟောကနေအတန်ကြီးတတန်း ငါကောင်းဘော်ကဖြတ်ပြန်သွားတယ်ငါရင်နေထိတ်ခနဲဖြစ်သွားတယ်ဒီကောင်းတွေ လာပြန်ပြီလားငါဟာအထိတ်တလန်နဲ့ထိုင်နေရာကနေဖုတ်ခနဲ့ထားခုန်ပြီးပြေးမလို့လုပ်တယ်မင်းမအေးစီဆက်ရောက်သွားပြီးဒီမိမတယောက်ကတော့ကွာလို့ညင်ရင်သူ့နောက်ပဲပြေးလိုက်ရမလို့လို့ငါဟာငါပဲ ြေးရမလို့လို့နဲ့ရောင်ချာချာဖြစ်နေတယ်။ဘယ်ကိုပြေးလို့ပြေးရမှမသိဘူး။မိုးဘော်ကကောင်းကဝဲပြီးဖြတ်ပြန်သွားပြီမေ။အတန်ကြီးတဝီဝီကကြားနေရတော့အဲ့ဒီအချိန်မှာပဲကိုရကျော်တော်အဆင်ပြေလားဆိုပြီးမင်းမအေးပြန်ရောက်လာတယ်အဲ့တော့မှငါဟင်းချနိုင်နေတယ် မင်းအမေဟာတွတ်တွတ်လက်လက်ပဲအိမ်ထဲပြေးဝင်ပြီးငါတို့ဆူဆောင်းထားတာလေးတွေသိနေဘာလို့မှကောင်းကောင်းမလုပ်ရပဲထိုင်မဲစားနေရတော့ဆူဆောင်းထားတာလေးတွေလည်းဘလောက်ကြံတော့မှမလို့လေငါအန်ကျိပြီးတက်တက်ခေါက်ခေါက်နဲ့ခွေးမျိုးတွေသေးမသေးနိုင်ကြဘူးလို့ရေရွတ်တော့မင်းအမေက ကိုရာကျော်တိတ်တိတ်နေစမ်းနဲ့အတန်ကြီးဝဝဝကနောက်တစ်ခေါက်ဖြတ်ပြန်လာခြင်းမှာတော့မင်းမအေရောငါရောဟာဝါနဲ့ထိုးထားတဲ့ကွက်ပြက်လေးအောင်မှာမလုံးကြုံမှန်းတိတိရက်နဲ့ဖြစ်တယ်လို့ဝတ်ပြီးဝင်ပုံးကြရတော့တာပဲအဲ့ဒီအချိန်မှလေးလောင်အိမ်ထဲကစစ်တူရေးလေးကလန့်သွားလို့ပဲလားမသိဘူး ရုံရင်ဆက်ခန်းနဲ့ငင်းချင်ရေးပေးပါငင်းချင်ရေးပေးပါဆိုပြီးအတန်ဆာဆာနဲ့ထအော်ပါရောအော်ရာမမနာတမ်းမယ်ငင်းချင်ရေးပေးပါငင်းချင်ရေးပေးပါနဲ့ငါစိတ်တို့ဒေါသထွက်နေရတာကတမျိုးအပေါ်ကကောင်ကိုကြောက်ပြီးပုံနေရလို့စိတ်ထဲမခံချင်မခံသာဖြစ်နေရတာကတဖုန်နဲ့ဆိုတော့အဲ့ဒီကြက်တူရေးအော်နေတဲ့အတန်ဆူဆူကို မခံနိုင်ဘူးနှစ်ထင်းတွေကြိုက်လာပြီးနားတွေပါဥလာတယ်ကြက်တူရေအော်နေတယ်ငိမ့်ချရေးပေးပါငိမ့်ချရေးပေးပါဆိုတာကြီးကိုလည်းတော်တော်နားကြားပြင်းကတ်လာတယ်မသိရင်အဲ့ဒီစကားကငါတို့ကို လောင်နေတယ်လို့ပဲငါရှိရင်ဆိုဒေါသကိုလာလာစွနေတယ်လို့ပါပဲပထမတော့ရှူရှူနဲ့၆ပေမဲ့ ကျက်တူရွေးကမရက်ဘူး၆လေးအော်လီဖြစ်လာတော့ငါနေလို့မရတော့ဘူးဝင်းနေရကနေထပြီးကွက်ပြက်ပေါ်ကငှက်လောင်အင်ကိုဖနောက်နဲ့တက်ပေါက်ပစ်ချလိုက်တယ်အဲ့ဒီငိန်ချိုင်မင်းမအေးလေးစင်းသွားတောင်းဟေလို့ပါအော်လိုက်တယ်ငါဟာဒေါသကြောင့်အသားတွေပါတဆက်ဆက်တုန်နေတယ်လို့ပဲမင်းမအေးမြမိကကွက်ပြက်အောက်ကထွက်လာပြီး ကိုရကျော်တော်စိတ်ထိမ့်မအောင်ဆိုပြီးငါ့ကိုကွက်ပြက်အောက်ကိုပြန်ဆွဲချတယ်ဒီအဖိုးကြီးယူနေပြီလားငှက်နဲ့တောင်းရံဖြစ်ရတဲ့တော်ဆိုတဲ့အကြည့်နဲ့ကြည်လို့လေရင်တန်တွေငြိမ်ကြသွားပြီးတဲ့နောက်မှာတော့ငါကမင်းမအေကိုပြောတယ်မြမီနင်းငယ်နဲ့ငါနဲ့မဖြစ်တော့ဘူးဟာ သွားလို့ရအောင်ဆိုတော့မင်းမအေကတော့သဘောပဲတယ်အဲ့ဒီနေ့ညနေမှာပဲငါတို့ဟာစက်တူရွေးလေးကိုကွင်းပြင်နေနဲ့ဝေးတယ်တစ်ပင်ခြုံတွေတွေများတဲ့ဘက်ကိုရွေးပြီးသွားလို့ပေးလိုက်ကြတယ်ပထမတော့စက်တူရွေးလေးကပြန်လာနဲ့တိတ်အသားမကြသေးတဲ့ပုံနဲ့ဟိုအပင်သားဒီအပင်သားနဲ့ခုန်ကူးနေသေးတယ် နောက်တော့အပင်တွေကြားမှာတိုးဝင်ပျောက်ကွယ်သွားရောမင်းကိုလွတ်ပေးရတဲ့ကောင်းမှုကြောင့်ငါသားကူကူတယောက်လည်းအမြန်ဆုံးပြန်လွတ်လာပါစေကွာလို့ငါစိတ်ထဲကနေ ပြောလိုက်မိတယ်မင်းမအေးလဲငါနဲ့ထတ်တူခံစားနေရတဲ့ပုံပါပဲခဏကြာတော့မင်းအမေကငါကို မျက်ရည်ပြည့်နေတဲ့မျက်လုံးတွေနဲ့ မော့ကြည့်လာတယ်။ကိုရကျော်ကျုပ်သားလေးအစင်မပြေပါမလားမသိဘူးတော်ဆိုပြီးငိုတဲ့နဲ့ပြောတယ်။ငါလဲပြေမှာပါမြမီယာပြေမှာပါလို့ပြောရင် မျက်ရည်တွေကဘယ်ကဘလူ ကြလာတယ်မသိဘူးမင်းအမေနဲ့ငါဟာမင်းအိမ်ကပျောက်သွားတဲ့ကိစ္စကိုတကူးတကားမပြောပြခဲ့ကြတာ ကြာပြီသားငါတို့ဟာအဲ့ဒီကိစ္စကိုမရှိသလိုမသိသလိုနေကြတယ်အဲ့ဒါကိုပြောမိလိုက်ရင်မင်းဟာငါတို့စီမှာမရှိတော့ဘူးဆိုတာငါတို့လက်ခံလိုက်ရမှာကြောက်လို့ဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်မင်းပြန်မလာနိုင်ခဲ့ရင်အဲ့ဒါလိုများမတော်တဆတွေးလိုက်မိပြောလိုက်မိလို့မင်း တကယ်ပြန်မလာနိုင်တော့ရင်ရောငါတို့ဟာအဲ့ဒါလိုကြောင်ရွံ့စိတ်တွေနဲ့မင်းအချောင်းကို မပြောပြကြဘူးအခုတော့မင်းမအိနဲ့ငါဟာမျက်ရည်တွေနဲ့တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်လို့ငါလေမင်းမအေးကိုဖတ်ထားရင်းနဲ့ကျက်တူရွေးလေးပြန်ထွက်သွားတဲ့ဘက်ကိုလှမ်းကြည့်တယ်ပြီးတော့ ဟိုဒီဒီကိုကြည်လိုက်မိတယ်မင်းများတနေနေရာကနေဘွားကနေပေါ်လာမလားအရင်ကလိုရေတံလွင်လွင်နဲ့မိပြီဟဲ့ဆိုပြီးပုံနေရာကနေထွက်လာလိမလားပေါ်ဒါပေမဲ့ဒါပေမဲ့ဂူဂူရေတာအခုချိန်ဆိုမင်း ဘယ်စီမာများရောက်နေမှလဲตาရေနေချာ